ဒီတစ်ပတ်မှာတော့သွေးပုံချိန်ဆက်ကိုကိုယ်တိုင်နီးစနစ်တကျနဲ့မမှန်ကန်ကန်ချိန်လို့ရစီဖို့အတွက်တတိထားရမယ့်အချက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကိုယ်တိုင်အလွယ်တကူတိုင်းကြည့်လို့ရမယ့် digital သွေးပုံချိန်ဆက်တွေကလမောင်းပတ်တဲ့ဆက်နဲ့လကောက်ဝဲပတ်တဲ့ဆက်ဆိုပြီးနှစ်မျိုးရှိပါတယ်။လမောင်းပတ်တဲ့ဆက်ကတော့ပိုပြီးမှန်ကန်တဲ့အဖြေကိုရနိုင်ဖို့ပိုသင့်တော်ပါတယ်။ဘလူးဆက်အမျိုးအစားကိုပဲသုံးသုံးတိုင်းမုံတိုင်းနည်းမှန်မှ ရလက်အမှန်ထွက်မှာမို့လို့အခုပြောပြမယ့်အချက်တွေကိုတတိထားပြီးလှုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်ရှင်။ပထမဆုံးအချက်ကတော့သေးပုံချိန်မတိုင်းခင်မှာ15မိနစ်လောက်အရင်နာပြီးမှတိုင်းတင်ပါတယ်။ပြီးရင်တိုင်းတဲ့အခါမှာခန္ဓာကိုယ်ကတက်တောင့်တက်တာအနေထားမှာရှိနေရပါမယ်။ထိုင်ပြီးတိုင်းမယ်ဆိုရင်ကြောကိုထိုင်ကိုဒါမှမဟုတ်နေရာမှာမိကပ်ပြီးမမတ်ထိုင်ပါ။ခြေဘဝါးတွေကိုကျန်းပြင်မှာချထားပါ။ ခြေထောက်ကိုချိတ်မှန်ထားရပါဘူးအိပ်ပြီးတိုင်းရင်လေပက်လက်အိပ်ပြီးခြေထောက်ဆင်းထားပါ တကူလုံးဖြေလျှော့ထားရပါမယ်ထိုင်ပြီးတိုင်းရင်တော့အဖြေကိုပို့ပြီးမှန်နိုင်ပါတယ်အိပ်လျက်တိုင်းရင်သွေးပုံချိန်ကနည်းနည်းပူကျနေတာမျိုးတက်နေတာမျိုးတွေဖြစ်တတ်ပါတယ်တိုင်းတဲ့အခါမှာအင်ဂျီကိုလက်မောင်းရင်းထိခောက်တင်ပြီးမှလက်ပတ်ကိုပတ်ပါလက်မောင်းရင်းမ ကြက်နေမဲ့အင်ကြီးမျိုးဆိုရင်ချွတ်ပြီးမှအတိုင်းတင်ပါရယ်လက်ပတ်ကို1100အကွေးနေရာကနေလက်နှလုံးကွာမှာပတ်ရပါမယ်လက်ပတ်ပေါ်ကများကလက်ရည်အလင်မှာရှိရပါမယ်တင်းချက်လုံးလား၆လုံးလားမျိုးမရှိအောင်ပတ်တင်ပါရယ်ဆက်ကိုနှလုံးနဲ့တံတန်းနဲ့ရှိရဲ့အမြင့်လောက်မှာထားပြီးတိုင်းရပါမယ်တိုင်းနေချိန်မှာလည်းစကားမပြောရ မလှူရှားရပါဘူး သွေးတိုးရွာကရှိတဲ့သူတွေဆိုရင်သွေးပေါင်ချိန်ကိုမနက်စာစားကန်နေတစ်ချိန်နဲ့ညနေခင်းမှာတစ်ချိန်တစ်နေ့ကိုနှစ်ချိန်ပုံမှန်တိုင်းပြစ်တင်ပါတယ်။မတိုင်းခင်နိုင်ရွက်အတွင်းမှာအစားစားတာလမ်းလျှောက်တာလှေကားတက်တာအားကစားလုပ်တာလိုမျိုးလှုပ်ရှားမှုတွေမလုပ်ထားရပါဘူး။ဆေးလေအရက်ကဖင်းတက်ပါတဲ့အစားများစားပြီးလည်းမတိုင်းတင်ပါဘူး။စီးရင်တင်းနေရင်လည်းအပြည့်အမှန်မရတတ်လို့စီးသွားပြီးမှတိုင်းတင်ပါတယ်။ ွေးပုံချီချက်ကိုအရေးသွေးကောင်းပြီးအဖြေကိုမှန်ကန်ရှင်းလင်းစွာပြတဲ့အမျိုးအစားကိုတရားရွေးချယ်တင်ပါတယ်။ဘက်ထရီအားနည်းနေရင်လည်းသွေးပုံချီအဖြေကမမှန်တက်လို့တက်ခဲကိုလည်းပုံမှန်လဲလှယ်ပေးတင်ပါတယ်။သွေးပုံချီဆက်တစ်ခုကနေသွေးပုံချီ blood pressure နဲ့နှလုံးခုန်တော့ heart beat ကိုသိနိုင်ပါတယ်။ပုံမှန်သွေးပုံချီဟာအပေါ်သွေး120နဲ့အောက်သွေး80ရဲ့ဝန်းကျင်ရှိပါတယ်။ 130 80အထက်ဆိုရင်တော့တွေးတူးနေရလို့သတ်မှတ်နိုင်ပါတယ်။နှလုံးခုန်လုံးကတော့ပုံမှန်အားဖြင့်1မိနစ်ကိုအချိန်60ရာနဲ့100ကြာရှိတတ်ပါမယ်။60အောက်ဆိုရင်နှလုံးခုန်လုံးနင်းနေတယ်လို့သတ်မှတ်နိုင်ပြီ။100နဲ့အထက်ဆိုရင်နှလုံးခုန်လုံးညံနေတယ်လို့သတ်မှတ်နိုင်ပါတယ်။သွေးပေါင်ချိန်တစ်ခါတိုင်းလို့သွေးတက်နေရတဲ့သွေးတိုးရှိပြီလို့ပြောလို့မရသေးပါဘူး။တိုင်းတဲ့အခါအဖြေကိုပိုသေးချခြင်းရင် နှစ်ခါသုံးခါလောက်ကို10မိနစ်ကြာစီတိုင်းပြီးမှအချိန်များများရတဲ့ခန်းန်းကိုအတည်ယူနိုင်ပါတယ်။တနည်းတွေမှာအချိန်နဲ့အမျှပြောင်းလဲနေတာမို့အချိန်များများတိုင်းပြီးလေးလာနေတာက ပိုပြီးတိကျစေပါလိမ့်မယ်။တိုင်းပြီးရင်မှတ်တမ်းရေးတွင်းထားပြီးထူးခြားမှုရှိတဲ့အခါဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။အခုဆိုရင်သွေးပေါင်ချိန်ကိုကိုယ်တိုင်အလွယ်တကူတိုင်းနိုင်ဖို့တတိပြုချက်တွေကိုသိရှိကြပြီလို့ထင်ပါတယ်နော်။